မင်္ဂလာပါရှင်ကျမတိကပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ဝအတွင်းမှာလေဖြစ်အားနဲ့ရဝံမွန်တိုင်းဖြစ်လာနိုင်ခြင်းရှိတဲ့အခြေအနေ update ကိုဖော်ပြပေးပါမယ်မူလဝတ္တသူတေတီအွန်လိုင်းကတော့ဒီနေ့ဧပြီလ1ရက်နေ့မနက်2:15မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။ဗီယက်နမ်ကမ်းခြေအရှိတောင်ဘက်ပင်လယ်ရေပြင်မှာအင်ဘတ် 97W ဖြစ်နေကြောင်းတွေ့ရပြီးတော့ GFS အစပယ်မော်တဲ့ GFS ကဆက်လက်ရွေးရှားနိုင်မယ့်လမ်းကြောင်းကိုခန့်မှန်းဖော်ပြထားပါတယ်။ ECNWF Cyclone Genesis ချမှာတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အတွင်းမှာအေပယ်လ3ရက်နေ့ကစလို့၄ဖြစ်အားနဲ့ရှုံဝံဖြစ်ပေါ်ပြီးမွန်တိုင်းအဆင့်ကိုရောက်ရှိနိုင်ခြေက40ရာခိုင်နှုန်းရှိနေတဲ့အကြောင်းအေပယ်လ၄ရက်နဲ့5ရက်နေ့တွေမှာမွန်တိုင်းအဆင့်ကိုရောက်ရှိနိုင်ခြေ60ရာခိုင်နှုန်းဖြစ်လာကြောင်းဖော်ပြနေတာလည်းတွေ့ရပါတယ်။ ဝီဒီ GFS မော်ဒယ်ရဲ့ကြိုတင်ခန့်မှန်းချက်မှာတော့ April 9ရက်မှာဘင်္ဂလားပင်လယ်အတွင်းရောက်ရှိလာမဲ့တောင်တိုးပင်လယ်ဘက်ကထိုင်းပင်လယ်ခွေကိုဖြတ်ကျော်ပြီးတော့ကပ်လီပင်လယ်ကိုဝင်ရောက်လာနိုင်တဲ့ Inbet 97W ကတော့တိတ်တာထင်ရှားတဲ့လေဖိအားနဲ့ရောင်းအဆင့်ရောက်လာနိုင်တဲ့အကြောင်းမြောက်ဖက်ဘင်္ဂလားပင်လယ်ကိုအရှိအလယ်ပိုင်းစီကိုဆက်လက်ရွေ့ရှားနိုင်ကြောင်းခန့်မှန်းထားတာလည်းတွေ့ရပါတယ်လက်တော်ရရှိထားတဲ့ကြိုတင်ခမ်းမ်းချက်တွေကြတော့တောင်တိုးပင်လယ်ဘက်က Inbet 97W ကတော့ ကမ်လီပင်လယ်နဲ့ဘင်္ဂလားပင်လယ်ကိုအရှေ့တောင်ပိုင်းကိုဝင်ရောက်လာနိုင်ပြီးတော့မြောက်ဘက်ကိုဆက်လက်ရွှေ့ရှားနိုင်တာကြောင့်လမ်းကြောင်းအပြင်မြန်မာနိုင်ငံဘက်ကိုဥတီတီဖြစ်စေဥတီရွှေ့ရှားခြင်းမရှိသေးဖြစ်စေလမ်းကြောင်းညာဘက်ချမ်းမှရှိနေတဲ့မြန်မာနိုင်ငံအနေနဲ့လိဖီအာနယ်ရဝန်အရှိတက်ရောက်မှုကိုခန်းစားရမှာဖြစ်တာကြောင့်မြဝကျွန်းပေါ်ကံယူရန်ရခိုင်ကံယူရန်အေရီတိုင်းနဲ့ရန်ကုန်တိုင်းအပြင်ပဲခူးတိုင်းအနောက်ခြမ်းဒေသတွေမှာပါလေမိုးလှိုင်း အသင်တင်းကနေပြင်းထန်နိုင်တဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။အဲကျွန်တော်တို့ပြောတော့ပြောနေရှိပါတော့။ဆိုဆရာပြောတဲ့အတိုင်းဆိုလို့ရှိရင်တပိတ်ချင်းကနေစပြီးတော့ခုနကဆင်းလာလိုက်တာခုကမန္တလေးနေပြီးတော့ဟုတ်လားအာနောက်ဆုံးအဲ့လိုပဲကိုးတောင်ကချူထားထီကြောက်ဆရာရန်ကုန်ကိုချက်နိုင်မလားဆရာနောက်ပိုင်းသူကစကိုင်းပြတ်၍က तू ကခုနကကျွန်တော်ရွတ်လိုက်တဲ့အထဲမှာဆိုရင် तू က1929စွာငလျင်ပေါ့လှုပ်လိုက်တယ်ဩဂတ်စတင် နောက်တစ်ခါ1930ကျွန်တော်ဒီမေလားမသိဘူးကျွန်တော်အကုန်ငယ်လေးလုပ်တယ်နောက်တစ်ခါ1930ဒီဇင်ဘာမှာသူကဖြူးငယ်လေးဆိုပြီးတော့လုပ်တယ်ဆိုတော့ခုနလ6လချားပြီးတော့သူကစတိုက်လုပ်သွားတယ်ပြီးကြမှာ1930ကျွန်တော်ဒီဟိုတင်ဖြူးငယ်လေးပြီးတဲ့နောက်မှာ1931 January ဆိုပြီးတော့မြောက်ဖျားဆက်ပြီးတော့သွားတယ်သူဆိုတက်လာပြီးချားတယ်ဆိုတော့အဲ့လိုတမိုင်းကသူကရှိထားခဲ့တယ်ဒါဆိုရင်ဒါလေးပဲချားတယ်တစ်နှစ်တောင်ဝင်နေလှုပ်တာ အခု2012တပိတ်ချင်းငလျင်နဲ့အခု2025မန္တလေးငလျင်ကျတော့73နှစ်အနေနဲ့ချားသွားတယ်နောက်တစ်ခါခုနအပိုင်းလိုက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခုငလျင်ဟာပေါ့2012တပိတ်ချင်းငလျင်လှုပ်ခဲ့တဲ့စင်ကူး segment ရဲ့တောင်ဘက်အဖျားလောက်ကနေပြီးတော့တောင်ဘက်အစွန်းပိုင်းကနေပြီးတော့ကျွန်တော်တို့တောင်ထိဆက်သွားလိုက်တယ်ဆိုတော့အခုငလျင်ရဲ့ epicenter ကကျွန်တော်စကိုင်းရဲ့မြောက်ဘက်ဒီကအင်းနာလောက်ကိုဘဟုပြုတ်ပြီပဲပြည့်၍ရွေ့သွားတဲ့အပိုင်းကခုနကပြောတဲ့စင်ကူနာလောက်ဖြစ် ရောက်ဘက်ကရောက်တယ်။တောင်ဘက်ဆက်သွားလို့ရှိရင်ဟုတ်လား။ဖြူနံပတ်ချာနဲ့ထီကိုရောက်တယ်။အဲ့တော့ကီလိုမီတာကျွန်တော်400ကျော်500နီးပါးထီသွား။ရှည်ပြီးတော့သွားပြတ်ထွက်သွားတယ်။အဲ့တော့ကျွန်တော်ကတောင်ဘက်ဆက်မယ်ဆိုလို့ရှိရင်ခုနပြောခဲ့တဲ့1930ကျွန်တော်ဖြူငလျင်အပိုင်းထီရောက်သွားပြီးတော့ယူဆရင်တောင်ပါပဲ။နောက်ဆုံးကြံတာဒီ1930ဘကုငလျင်လွတ်ခဲ့တဲ့စကိုင်းပြတ်ရွေးရဲ့ဘကု segment ကဒါခေါလုံးတီးလာတဲ့သဘော။အဲ့ဒီရရှိလာတယ်။အဲ့တော့လာမဲ့ ျွန်တော်တို့၄၅၀နှစ်အတွင်းမြန်ဒီကောင်စီလှုပ်လာနိုင်သလားအဲ့တော့ကျွန်တော်တို့ကဒီမိသေးတာအနေထားတွေအရာရောခုနကတိတ်ငလျင်အနေထားတွေအရာရောနောက်တစ်ခါ GPS ပေါ့ဒီပြက်ရွေးရွေးနေတဲ့နှုံးသားတွေအရာရောဟိုကခွန်နဲ့အထက်ပြီးသူဒီ recurrence interval ပြန်လဲလှုပ်ခတ်မှုရတဲ့ကြာနေပြီးသူတရား130လောက်လို့ကျွန်တော်တို့ကခုလိုလိုစေခံမှန်းထားတာဒါ long term prediction အရာခံမှန်းထားတာအဲ့တော့1930ကနောက်ဆုံးလှုပ်ခဲ့တယ်အခု2025ဆို95နှစ်ရှိနေတယ် ဲ့တော့ကျွန်တော်တို့က100 110ပတ်ချာလဲ recurrence interval နဲ့ဆိုလို့ရှိရင်အခုချိန်လှုပ်ဖို့ရတဲ့ကနောက်ပိုင်းနှစ်တည်းပို့ဆိုရင်ပို့ပြီးတော့တော့ပါချင်ရာခိုင်နှုန်းကညားလာတယ်ဒါကြောင့်မလို့ကျွန်တော်ဒီပိုက်ကိုလည်းနည်းနည်းဆရာပြောပရိထားတော့မယ်အပိုင်းဖြစ်သွားတာအဘယ်တော့ရက်နေ့မှာကပ်လီပင်လေအတွင်းဝင်ရောက်လာနိုင်မယ်အင်ဘတ် 97W ကိုစောင့်ကြည့်တင်ပြပေးသွားအောင်မယ်လို့လဲဆိုပါရယ် လက်ဖြစ်အားနဲ့ရောင်းဝဒါမှမဟုတ်မော်တိုင်းရဲလို့ဖြစ်လာသေးတာမဟုတ်ပဲကျူတင်ခံမှန်းချက်မှာသာရှိနေစေဆိုတာမှတ်သားထားဖို့လိုပါလိမ့်မယ်လို့အသိပေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်2025ခုနှစ်စကိုင်းငှက်လျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငှက်လျင်လှုပ်ခတ်တဲ့အချိန်တွေဟာဧပြီလတရမနက်တနေ့ update ရတော့ထိုင်းမူလဝသဌာနငှက်လျင်ဌာနကရယူပြီးနောက်ဆက်တွဲငှက်လျင်အချိန်ဟာ225ချိန်ရှိပြီဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီးတော့လည်းအပင်လာ၂ရက်နေအတွက်မိုးလေဝသခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်အင်းတင်းတင်းကနေတိမ်ယူတတ်ပြီးကြံဘင်္ဂလားပင်လယ်မှာတိမ်နေနေဖြစ်ထွန်းပါတယ်။ပင်လယ်ပြင်အခြေအနေကတော့ရခိုင်ကန်ရံမြို့ဝကျွန်းပေါ်ဒေသတွေနဲ့မိုးဒမကွေ့တဲ့ဘက်မှာလေဟာအနောက်အနောက်မြောက်ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့လှိုင်းနေငယ်ကနေလှိုင်းတင်းတင်းရှိပါမယ်။တရင်းနိုင်ကန်ရံမှာလေဟာအရှေ့ဘက်ကနေတနအီကို9မိုင်ကနေ10မိုင်ကတိုက်ခတ်နိုင်ပြီးတော့ လိုင်းနှဲငယ်ကနေလိုင်းသင်းတဲ့ရှိပါမယ်။မိုးကျင်တွေဟာတရနေ့အတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျဲကျဲမိုးထစ်ကြုံရွာသွန်းပြီးတော့တချင်ပြည်နယ်မှာနေရာကွက်ကြားမိုးထစ်ကြုံရွာပါမယ်။ရှောင်းတိုင်းဒေသကြီး၊အရာတိုင်းဒေသကြီး၊မိုးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မှာတော့တိမ်အထင်းထင်ဖြစ်ထွန်းပါမယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာအများအပြားလည်းတာရပါမယ်။နေပူချိန်တွေဟာမြန်မာနိုင်ငံဒေသတချို့မှာအပူချိန်တွေပြန်လည်ရွက်ကြပါမယ်။မြို့နယ်အခြေအနေကတော့စကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ ပြည်ပြည်နဲ့မှာမနက်ပိုင်းမှာမြို့လူတွေကြာစင်းပါမယ်ရှင်။ဆက်လက်ပြီးတော့လည်းအမရပူရာဘုံအိုးတရွာထဲမှာတဲ့လူ182ယောက်သေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။အမရပူရာမြို့နယ်တဲ့ကဘုံအိုးရွာတရွာထဲမှာတဲ့ငလင်းကြောင့်လူပေါင်း182ယောက်သေဆုံးခဲ့ရပြီးတော့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတယ်လို့သိရပါဗျ။ငလင်းလှုပ်ခတ်တာကြောင့်ဘုံအိုးရွာကပြင်ပြိုကျခဲ့တယ်လို့နေအဆောင်တွေလည်းပြိုကျခဲ့တဲ့အတွက်သေဆုံးမှုတွေလည်းများခဲ့တယ်လို့ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းများခဲ့တာဖြစ်တဲ့ကြောင်း အဆောင်အောင်ပြတ်တဲ့အကြားမှာရှင်းလင်းမှုလုံဆောင်နေရတယ်လို့သိရပါဗျ။ဗလီဝိပြုစူတောင်းနေခြင်းကြီးလှုပ်တော့အသေးများတယ်။အိန္ဒိလဲပြိုတဲ့အင်နောင်စုက2500ရှိတဲ့ရွာပါ။အစ္စလမ်ရွာအခုညီတွေကလိုအပ်နေတယ်လို့မြေပြင်ရောက်ရှိပရာဟိတသမားကဆိုပါတယ်။လက်ရှိမှာတော့ငလျင်ဘေးတန်တဲ့ကြီးွာဒေသခံပြည်သူတွေဟာစားတောက်စရာတွေပြက်လက်နေသလိုတောက်ရတဲ့ဆေးဝါးတွေပြက်လက်ပြီးတော့အရေးပေါ်အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ ရေသန်းတွေနဲ့လို့တဲ့စားစရာတွေလည်းလို့တဲ့အကူအညီတွေပေးကြပါအကူအညီရောက်ရှိမှုအရန်နှဲနေတယ်အကုန်ပျက်စီးသွားတော့စားစရာလည်းမရှိကြဘူးဆေးတွေလည်းလိုပါတယ်လို့ကိုညီဖို့လုံနေသူတယောက်ကဆိုပါတယ်ဘုံအိုးရွာနေကကြီးရွာတွေမှာလည်းတောက်ရင်နဲ့စားစရာတွေလိုအပ်တယ်လို့အမရပူရမြို့နယ်တွေကတခြားဒေသတွေမှာလည်းငလင်ကြောင်အဆောက်အုံတွေပြိုကျပြီးတော့လူထိခိုက်ဒေဆုံးမှုတွေရှိတဲ့အပြင်ရင်နဲ့အစားအစာတွေလည်းအရေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်ရှင် ဆက်လက်ပြီးတော့ငှက်လင်တန်းကြောင့်နေပြည်တော်မှာတေဆုံးသူ300ကနေ900ထိရှိလာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။မြန်မာကောင်စီနယ်မြေမှာတော့ငလင်ကြောင့်တေဆုံးသူလူရေ300ကနေ900ကျားအထိရှိကြောင်းမြေပြင်ကယ်ဆယ်လုံဆောင်နေတွေထံကသိရပါဗျ။ကယ်ဆယ်ရေးကလုံနေတော့ပဲပြင်ပကယ်ဆယ်တွေတော့မတွေ့သေးဘူး။ကျွန်တော်တို့နဲ့တခြားအဖွဲ့တချို့လည်းရှိတယ်။ကျွန်တော်တို့လည်းကယ်ဆယ်ရေးလုံနေရတော့မှကယ်ဆယ်ရေးကတော့ရှိတဲ့ပစ္စည်းနဲ့လက်အားကိုပြီးလုံနေရတယ်လို့ပြင်မနာပရာဟိတကဆိုပါတယ်။ နေပြည်တော်ကောင်စီနယ်မြေမှာပြင်မနာမြို့နယ်ကငလင်တန်းကိုအပြင်းထန်ဆုံးခံစားရတဲ့မြို့ဖြစ်ပြီးတော့လက်ရှိအထိဆိုရင်တော့လူပေါင်း200ကျော်လောက်အထိသေဆုံးမှုရှိတဲ့ကြောင်းကယ်ဆယ်ရေးတွေလည်းလုံဆောင်နေရဆဲဖြစ်တယ်လို့သိရပါဗျ။ပြင်မနာကအထိကိုက်ဆုံးပဲပုဂ္ဂတိတိပတ်လည်းသေဆုံးတာရှိတယ်။အခုထိလည်းကယ်ဆယ်ရေးကလုံနေရတော့မနာရဘူး။ဒီဘက်မှာတော့တရုတ်ကကယ်ဆယ်ရေးတွေရောက်လာတယ် သူတို့ကတော့အဆောင်အအောင်မှာလူအသက်ရှင်နေလားဆိုတာတောင်စစ်ဆေးသိနိုင်တယ်။နိပညာတွေစက်ပစ္စည်းတွေလည်းစုံတယ်။ကျွန်တော်တို့ကဘာမှမရှိဘူး။လူအားလက်ပဲအားကိုရတာ။ထိခိုက်မှုကတော့များတယ်။နေပြည်တော်တစ်ခုတည်းတည်ဆုံတာ300ကနေ900တွင်ရှိနိုင်တယ်။မနေ့ကနဲ့ဒီနေ့တွင်အကိုတို့အသင်းတစ်ခုတည်းအလောင်း100ကျော်ထုတ်ထားရတယ်လို့ပုပ္ပတေရီလူမှုကွန်ရီတမကဆိုပါရတယ်။ မလင်ကြောင့်အဆောက်အုံပြိုကျပျက်စီးမှုများပြားပြီးတော့သေဆုံးနှုန်းလည်းများသလိုထိခိုက်ဒဏ်ရာရတဲ့သူကများပြားတဲ့အတွက်မြေပြော်တဲကစေယုံတွေမှာလူနာတွေပြည်နေတယ်လို့သိရပါဗျ။မြေပြော်ကရင်တထောင်စေယုံကြီးပြိုကျပျက်စီးသွားသလိုကျောင်းမြတ်ရဏခမ်းမှာပျက်စီးတာ Ocean Center လည်းပျက်စီးမှုရှိတဲ့အကြောင်းဝန်ထမ်းအရာတချို့ပြိုကျပျက်စီးမှုရှိတဲ့အကြောင်းနဲ့နေအဆောက်အုံတွေလည်းပျက်စီးတယ်လို့ဝန်ကြီးဌာနရုံးတချို့လည်းပျက်စီးခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာရတဲ့သူများတာဖြစ်တယ်လို့သိရပါဗျ။ လက်ရှိမှာပြည်ရင်းကလူမှုကွန်ရက်အဖွဲ့တွေပြင်ပြပကယ်ဆယ်အဖွဲ့တွေပါငနေကြောင့်ပေးမိနေတဲ့သူတွေကိုကယ်ဆယ်လှုပ်ဆောင်နေရပြီးတော့ငနေတန်တဲ့နေသူတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့သိရပါဗျ။ငလျင်တန်တဲ့နေသူတွေအတွက်ကယ်ဆယ်စကန်ဖွင့်လက်ပေးထားတာမရှိတဲ့အတွက်နေဆက်ရဆွေမျိုးတွေအိမ်မှာနေကြရတယ်လို့လမ်းမပေါ်နေကြရတဲ့သူတွေလည်းရှိနေတာကြောင့်အကူအညီတွေကလိုအပ်နေပြီးတော့အကူအညီရရှိမှုနည်းနေတယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့လဲမူဆန်နေဆက်မျိုးကနေယူနန်ငလျင်ကဲဆဲအဖွဲ့ထပ်မံထွက်ခွာလာတဲ့အကြောင်းဖော်ပြပေးပါမယ်။တရုတ်မြန်မာနေဆက်မူဆန်နေဆက်မျိုးကနေ16ဥပါတဲ့ယူနန်ငလျင်ကဲဆဲအဖွဲ့ကတော့မတ်လ30ရက်နေ့လယ်ပိုင်းကထပ်မံထွက်ခွာလာပြီဖြစ်တဲ့အကြောင်းဒေသခံတွေထံကသိရပါဗျ။တရုတ်ကား6စီးလောက်ဖြတ်လာပြီးလမ်းမကြီးအတိုင်းပဲကိုကန် MND စစ်သားတွေလုံခြုံရေးအပြည့်ယူပေးထားတယ်လို့ဒေသခံကဆိုပါရယ်။ဒီငလျင်ကဲဆဲအဖွဲ့ကို Shan State of Road အဖွဲ့ကလာကြိုတဲ့အကြောင်း Shan State of Road အဖွဲ့စီကသိရပါရယ်။ တရုတ်ဘက်ကကယ်ဆယ်ဖွဲ့တွေအရင်ရောက်တဲ့ကလမ်းပြတ်တမ်းသွားလာခွင့်ကြိုတောင်းခဲ့တဲ့မြန်မြန်ဘေးဒဏ်သင့်ပြည်သူတွေကိုလာရောက်ကူညီခဲ့တဲ့အဖွဲ့ကိုနေစာကုန်ပြူအတိမတ်ပြုတယ်လို့ KIA နဲ့နေဆက်သူကဆိုပါတယ်မူဆယ်မှာတရက်ကြော်ကြာတောင်းတင်နေရကနေယမန်နေ့မတ်လ30ရက်မှာထွက်လာနိုင်တယ်လို့လည်းဆိုပါတယ်မတ်လ28ရက်ကလေးကတရုတ်ဘက်တင်ဟုန်ခရိုင်ကကုန်သွယ်ရေးဦးစီးမှုတွေငလင်ကြောက်ထိခိုက်မှုတွေမေးပြီးတော့ကူညီဖို့ပြင်ဆင်နေကြတာလို့ရွှေလျောက်မြန်မာလုပ်ငန်းရှင်ကလည်းဆိုပါတယ် တရုတ်တန်ယုံဘက်ကတော့မတ်လ29ရက်မနက်9:30မိနစ်30မှာကဲဆဲအတွေ့အကြုံများတဲ့အရင်ချင်းရှိတဲ့ UNAP Blue Sky Recruit ကျွမ်းကျင်အဖွဲ့16ရောက်နဲ့ PPE အကာအကွယ်ပစ္စည်းစေဘက်ဆိုင်ရာအရေးပေါ်အထုတ်တွေလျှက်စက်တအားထုတ်မီပေကရိယာမျိုးပြငလင်ကဲဆဲအုံအစအောင်ဖြိုဖြက်ကရိယာတွေသင်ဆောင်ပြီးတော့ UNAP ပြည်နယ်ရွှေလီကျဲကောင်မူစင်နန်းတော်နေဆက်ကနေမြန်မာနိုင်ငံကိုထွက်ခွာခဲ့ကြောင်းသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်